အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခပါဒီနေ့မှာခုနှစ်လပိုင်းအတွက်တတော်ကနေမိတ်ကြောင့်ကြည့်ပေးမှာဖြစ်ပါတယ်တနင်္လာသားရီအတွက်ပါအချစ်ရဲ့အိမ်တော်ရေးစီးပွားရေးငွေကြေးအလောက်ကိုင်းစုံလျောင်လေးကြည့်ပေးမယ်သားမေကန်ကအစားပေါ်တော့ပြီးရင်ဘရွေနောက်မှာကျွန်တော်ရေဒီယာလေးလည်းပေးမယ်ဒီရေဒီယာလောက်ထားမယ်ဆိုရင်ဒီခုနှစ်လပိုင်းမှာတနင်္လာသားရီအတွက်ကံကောင်းခြင်းတွေကိုစီယူရောက်လာမှာဖြစ်ပါတယ်အချစ်ရဲ့အိမ်တော်ရေးစီးပွားရေးငွေကြေးတွေသားမေကန်တွေစစရအဆင်ပြေသွားမှာဖြစ်ပါတယ် ရေရောင်ပြအောင်လုပ်ပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အခုညီလေးတစ်ခုတောင်းချင်ပါတယ်။ဒီဗီဒီယိုမျက်နှာနဲ့ဝေမျှခြင်း share ခြင်းမျိုးကိုတို့ယူလိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ကို့လိုမျိုးပဲဒီခုနှစ်လပိုင်းမှာတင်းလာသားမိမြင်တွေ့သွားမယ်ဆိုရင်ကို့လိုမျိုးပဲကံကောင်းရအောင်ဒီဗီဒီယိုကိုဝေမျှခြင်း share ပြင်ကိုတို့ယူလိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာ။ ဒီခုနလပိုင်းမှာတင်းလာသားမိတွေကံကောင်းနေတာကံဆိုးနေလားနှစ်ခွန်းနဲ့မင်းရင်ကောင်းအားက60လောက်ရှိနေတယ်။ဓိဋ္ဌာယမှာ40လောက်ရှိပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတာကိုအသိစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေရင်းချင်းအဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကောင်းတယ်လို့ဆိုရပါမယ်။မမျှော်လင့်တာပဲငွေချင်းအဥ္စာပစ္စည်းတွေဝင်လာတတ်ပါတယ်။ကိုရရရှိတဲ့ငွေတွေရရရှိတဲ့အလုပ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေပေါ့နော်။ ပြန်လဲရှားရှိတတ်ပါကြောက်ခဲရေပေါ်မဲ့ကာလာတခုဖြစ်ပါတယ်။ဒီဥစားရမှာတခုကမိတ်ဆွေကပလိုင်းပေါက်နဲ့ဖောက်တော့လို့မဖြစ်ဖို့အရင်ကြီးပါတယ်။ဒီဟာတလောက်ငွေကြီးဥစားဖြစ်စီမစုမိမဆောင်မိဘူးဆိုရင်ခဏကြောင်ပြောလို့ပဲပလိုင်းပေါက်နဲ့ဖောက်တော့လို့ဖြစ်နေလိမ့်မယ်။ဒါကြောင့်မိတ်ဆွေပေါ်မှာမူတည်ပါတယ်။စုဆောင်တတ်ဖို့အရင်ကြီးပါတယ်။ဒုတိယတစ်ချက်ကောင်းနေတာကမိတ်ဆွေကန်နဲ့ပတ်သက်တာပြက်ဝေရတငယ်ချင်းမိတ်ဆွေအားထောင်ပန်းကြောင်ကိုမငွေချင်းဥစ္စာပစ္စည်းတွေအရှင်ပြေသွားတတ်တဲ့လက်လံဘက်တွေဇွင်သွားတတ်ပါတယ် ဒီခုနှစ်လပိုင်းမှာတင်းလာသားမျိုးတွေကံကောင်းနေတာကမိတ်ဆွေနဲ့ပတ်သက်တာအရန်ကြိုးပေးတယ်အရန်ကံကောင်းနေတဲ့ကာလနှစ်ခုဖြစ်ပါတယ်မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်အဆက်အသွယ်ပြတ်နေတဲ့မိသားစုဝင်တွေရှိတယ်ဆိုရင်ဒီခုနှစ်ပိုင်းမှာပြတ်လဲအဆက်အသွယ်ရရှိတတ်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းတယ်လို့ဆိုရပါမယ် နောက်တစ်ချက်เนาะကိုယ့်ရဲ့မိသားစုမှာအဆင်မပြေဘူးเนาะမိသားစုတွေစကားများတာတွေစိတ်ဝန်းကွဲတဲ့ကိစ္စတွေရှိတယ်ဆိုရင်ဒီခုနလပိုင်းမှာနားလည်မှုတွေရသွားပြီးတော့ပြန်လဲအဆင်ပြေသွားတတ်ပါတယ်။ဒါကြောင့်မို့မိသားစုရင်းနဲ့ပတ်သက်ရင်လည်းအရန်တန်ကောင်းတယ်လို့ဆိုရပါမယ်။အိမ်ချမ်းပြေနဲ့ပတ်သက်မယ်ဆိုရင်ရောင်းမလားဝယ်မလားเนาะကြိုက်တယ်လို့လုပ်လို့ရပါတယ်။ကိုမျောမှန်းတာတဲ့ငွေကြေးထက်ပေါ့เนาะချွတ်ချော့ပေါ့ပေါ့နဲ့ရရှိတာမျိုးကိုမျောမှန်းတဲ့ငွေကြေးနဲ့ပေါ့เนาะအများကြီးရရှိတာမျိုးတွေဂျုံလို့ရတတ်ပါတယ်။ ဒါကြောင့်မို့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်လဲကံကောင်းတယ်လို့အိမ်ခြံပြင်နဲ့ပတ်သက်လဲအရန်ကံကောင်းတယ်လို့ဆိုရပါတယ်။လူငယ်တွေအရန်တည်ချင်တဲ့အခြေအနေနဲ့ပတ်သက်တာအခြေအနေနဲ့ပတ်သက်မယ်ဆိုရင်ကြောင့်နေနဲ့ပြောရမယ်ဆိုရင်တော့ချစ်သူမရှိတဲ့သူတွေနော်အချစ်ကိုစာပွေတဲ့သူတွေရှိတယ်ဆိုရင်အမျော်လင့်ထားပဲချစ်သူအစ်တို့ရရှိတတ်ပါတယ်။အချစ်ရဲ့အစင်မပြေတဲ့သူကလည်းပြန်လဲအစင်ပြေသွားတတ်ပါတယ်။အချစ်ရဲ့ကံကောင်းနေတဲ့လလဖြစ်ပါတယ်။ စမ်းရမ်းပွေတယ်လို့ဆိုရပါမယ်နော်။ဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်မမျော်လင့်ထားလဲဒါအိမ်အောင်ကြတတ်ပါလေ။ဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်အရန်ကောင်းနေတယ်ကာလာတကူဖြစ်ပါနဲ့ခင်ဗျာ။တိထက်ကံကောင်းခြင်းနဲ့ဆိုရင်တော့ဘေးရနောက်မှာကြော်ရရလေးပြေးမယ်။ဒီရရအောင်ဖြစ်အောင်လုပ်ပြပါမယ်ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ ဒီခုနှစ်လပိုင်းမှာတင်းလာသားပြီးနေတဲ့လူမုံများနေလားလူချင်းလူခင်များလားနှစ်ခွန်းနဲ့မေးမယ်ဆိုရင်ကို့ပေါ်ကိုဩစာပေးတဲ့သူတွေကို့ကိုဆရာလာလောက်တဲ့သူတွေများနေတတ်ပါတယ်ဒီလိုလူတွေကဂယုမဆိုင်ပါနဲ့ကိုကကောင်းအောင်ပဲလုပ်ပေးပါစေရန်သားပါမေတ္တာသားပါကို့လူမုံကတော့နည်းနည်းများနေတတ်ပါတယ်ကိုဘလောက်ပဲကောင်းအောင်လုပ်ပြီးတော့အကောင့်မြင်တာတွေဂျုံတွေရတက်ပါတယ်။ဒါကြောင့် view site ပါနဲ့ကိုမှတ်နေတဲ့ဆက်လုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကဲအရန်ကောင်းလာလာပြီး အိမ်တော်ရေးနဲ့ပတ်သက်တာเนาะအိမ်တော်ရေးအစီအမပြေတဲ့သူတွေအိမ်တော်ရေးကွင်းကွာနေတဲ့သူတွေခိုင်ရန်ဖြစ်နေတဲ့သူတွေဒီ9လပိုင်းမှာတေချာပေါက်အိမ်တော်ရေးကံတွေပြန်လဲကောင်းမွန်သွားမှာဖြစ်ပါတယ်ခဏအောင်ကျော်ပြောခဲ့လိုမျိုးပဲလူတွေအများနဲ့ခြုံပြီးဟောရတာဆိုတော့เนาะတချို့တွေကလည်းအစီအမပြေဘူးဆရာပြောတော့အစီအမပြေမယ်ဆိုအခုအစီအမပြေဘူးပြောကောင်းပြောလိမ့်မယ်အဲ့လိုလူတွေနေနေကတော့ရေတရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာမြို့နောက်မှာကျရေတရာရေးတင်နာပေးတယ် ဒီရရားလှုပ်လိုက်ခြင်းအားဖြင့်အိမ်တော်ရဲ့ကံတွေတိတိတတ်တာเนาะအရင်ကထက်အဆင်ပြေသွားမှာဖြစ်ပါတယ်။ကြောက်နေလဲပြောနိုင်တဲ့အခုကအိမ်တော်ရေးတွေเนาะကံကောင်းမယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။ကျမရေးနဲ့ပတ်သက်မယ်ဆိုရင်လည်းเนาะအရင်ကောင်းပါတယ်ကျမရေးနဲ့ပတ်သက်ပြီးတော့ချူချာနေတဲ့သူတွေယောဂဝေဒါတွေခံစားနေရတဲ့သူတွေရှိတယ်ဆိုရင်အနာနဲ့ဆေးနဲ့တင်ဝါတာမျိုးကိုယ့်ရဲ့ယောဂါတွေကပျောက်ကင်းသွားတာမျိုးတွေဒီခုနှစ်လပိုင်းမှာကြုံတွေ့ရမှာဖြစ်ပါ ြည်ကြည်မားမားလည်းထပ်ဖြစ်ပုံမရှိပါဘူး။ကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်ကန်ကောင်းနေတဲ့ဂါလာတော့ဖြစ်ပါတယ်။နောက်တစ်ချက်ကန်ကောင်းနေတာကကနော်ဘာသာရေးနဲ့ပတ်သက်တာ။တရားခွေတွေနားထောင်ပါ၊တရားတွေနားကြပါ၊မြေတာပို့ပါ၊အမျှပေးဝေးပါ။ဒီလိုကိစ္စတွေများများလုပ်ပါ၊မိတ်ဆွေကဒီခေါင်းလပိုင်းမှာ တရားသူတွေရရှိတတ်ပါတယ်အရန်ကောင်းတယ်လို့ဆိုရပါမယ်ကိုကဖရားတွေတရားတွေကိုကစိတ်ဝင်စားဘူးစီးပွားရေးပဲစိတ်ဝင်စားတယ်ဆိုရင်တော့ဒါမိတ်ဆွေရဲ့သဘောပဲပေါ့နော်ကြောက်နေတဲ့အကြံပြုရမယ်ဆိုရင်တင်းနာသားတွေတွေဒီခုနလပိုင်းမှာဖရားတရားတွေဖိလို့ကြည့်ပါမိတ်ဆွေကတရားသူတွေရရှိတတ်ပါတယ်နောက်တစ်ချက်ကြောက်နေတဲ့ပြောရမယ်ဆိုရင်တော့တာဝိကံနဲ့ပတ်သက်တာတာဝိကံနဲ့ပတ်သက်မယ်ဆိုရင်တော့တမီးကျိုးကခံစား ਉਹ ရှိတယ် တဟားကျိုးကလည်းခန်းစားဝတ်ရှိရတဲ့ဒါပေမဲ့တဟားကြောင့်ကို့မှာမချာကနာစစ်စင်ရပြီးကြုံလို့ရတတ်ပါတယ်။တနင်္လာသားမီအတွက်ကို့မှာသားမီတွေမွေးထားတဲ့ဆိုရင်တဟားကျိုးကနည်းနည်းလေးစင်ရရတယ်ကြုံလို့ရတယ်လို့တမီးကျိုးကတော့တေချာပေါက်ခန်းစားရမှာဖြစ်ပါတယ်။နော်။အဲကိုယ့်ရဲ့တမီးက तू ကပညာတတ်တယ်ဆိုရင်သူ့ရဲ့ပညာရည်ချင်းနဲ့ကို့ကိုကြီးစုတာတွေဆောက်ရှောက်တာတွေလုပ်တာမျိုးပညာမတတ်ဘူးဆိုရင်သူ့ရဲ့ခွန်အားနဲ့ကို့ကိုကျွေးမွေးပြုစုဆောက်ရှောက်မှာဖြစ်ပါတယ်။အရန်ကောင်းတယ်လို့ဆိုရပါမယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့သူတွေရှိတယ်ဆိုရင်အရန်ကောင်းပါတယ်မိတ်ဆွေတငယ်ချင်းအထောက်ပံ့တွေဆရာသမားအထောက်ပံ့တွေအကြောင်းကိုယ့်ရဲ့ပညာရေးတွေအောင်မြင်သွားတာမျိုးเนาะဆောင်းဝဲတွေဖြည့်ဖို့ရှိတယ်ဆိုရင်လည်းအလွယ်တကူအောင်မြင်သွားတာမျိုးတွေကြုံတွေ့ရမှာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်အထောက်ပံ့ကူညီရေးရှိရင်တော့ကြောင့်မို့တေချာပေါ့ပုံမြောပန်းထားတဲ့ပညာရေးတွေအောင်မြင်သွားမှာဖြစ်ပါတယ် အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့အလောက်မှာအတိုက်ခံတွေအနှောက်အယှက်တွေအပိတ်ပင်တွေအသားစီးတွေရှိနေတတ်ပါတယ်အဲ့ဒါတွေကိုကြော်လွှားနိုင်တယ်ဆိုရင်တေချာပေါင်းမိတ်ဆွေကပန်းတန်တစ်ခုကိုရောက်ရှိမှာဖြစ်ပါတယ်မိတ်ဆွေကအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အောင်မြင်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်ဘယ်လိုအခက်ခဲဘယ်လိုအကျက်တွေမှလုံးဝမကြောက်ပါနဲ့လုံးဝပန်းတိုင်ကိုလက်မလျှော့ပါဘူးဖြစ်အောင်ကြိုးစားပါဖြစ်အောင်လုပ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဒီလိုမျိုးဖြစ်အောင်လုပ်မယ်တော့ဖြစ်အောင်ကြိုးစားမယ်စိတ်နဲ့ လုံပန်းပြီးတော့စ조사မယ်ဆိုရင်တေချာပေါက်ပန်းနံတစ်ခုကိုကြောက်ရှိမှာဖြစ်ပါတယ်။အပိတ်ပင်တွေအသားစီးတွေအခက်ရံတွေကိုမနာလိုတဲ့သူမုန်းတဲ့လူတွေချို့တော့ရှိကောင်းရှိနေလိမ့်မယ်။ဒါကြောင့်မို့ဂယုမဆိုင်ပါနဲ့ စ조사ပါလို့ကျွန်တော်နေအကြံပြုချင်ပါတယ်အဲ့ဒါကိုကြော်လာပြီးမှပဲမိတ်ဆွေကအောင်မြင်မှုပန်းနိုင်အောင်ရောက်ရှိမှဖြစ်ပါတယ်အလောက်ကိုင်းစာပွေနဲ့သူတွေအလောက်တွေတိုးချဲ့ဖို့စဉ်းစားနေတဲ့သူတွေအလောက်ပြောင်းမဲ့သူတွေအနေနဲ့ကတော့ကျွန်တော်ပေးမဲ့ရည်ရည်အောင်ကိုဒါတတိကျရဲ့လိုက်လောက်ပါခင်ဗျာတေချာပေါ့အလောက်ကိုင်းတွေအဆင်ပြေသွားမှာဖြစ်ပါတယ်ခဏကကြော်ပြောလို့မျိုးပဲအလောက်ထဲမှာနော်ကို့မနာလိုတဲ့သူတွေအပိတ်ပိတ်နဲ့အသားစုတွေရှိနေလိမ့်မယ်ဒီရည်ရည်အောင်ပြုတ်လောက်ချင်အောင်ဖြစ်အဲ့ဒီအသားစုအပိတ်ပိတ်တွေပွေသွားမှာဖြစ်ပါတယ်ရန်ကောင်းတယ်လို့ဆိုရပါမယ် ကျောင်းလေးနဲ့ကြံပြုတ်ရမယ်ဆိုရင်တော့ကံနဲ့ပတ်သက်လို့တွေကလုံးဝအကျိုးမပေးပါဘူး။ကံနဲ့ပတ်သက်လို့လုံးဝလုံးဝဒီကလမျိုးမှာမလုပ်တည်ပါဘူး။ကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ဉာဏ်စွမ်းရှိလောင်ကြိုးစားတေချာပေါက်အောင်မြင်မှုပန်းတိုင်ကိုရရှိမှာဖြစ်ပါတယ်။ဒါမှမဟုတ်ပဲမိတ်ဆွေကကံကိုယုံကြည်ပြီးတော့ကံနဲ့ပတ်သက်လို့လုပ်မယ်ဆိုရင်တေချာပေါက်မိတ်ဆွေစုဆောင်ထားတဲ့အဥ္စာပစ္စည်းတွေပလုံးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့အဥ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင် ်နော်ခဏအောင်ကြောင်ပြောခဲ့လို့မျိုးပဲကိုအတုံးမကြမှုကြောင့်နော်စုဆောင်းထားတဲ့ဟာတွေပလိုင်းပေါက်နဲ့ဖားကားလို့ဖြစ်မယ်ဆိုတာကံနဲ့ပတ်သက်လို့လုံးဝမလုံတည်တဲ့ကာလလို့ဖြစ်ပါတယ်ဒီလိုကာလမျိုးမှာရက်ဝေးသွားတာတွေခီးထွက်တာတွေလုံးဝလုံးဝမလုံတည်ပါဘူးခင်ဗျာရက်ဝေးသွားမယ်ခီးထွက်မယ်ဆိုရင် ကျွန်တော်ပေးတဲ့ရန်ရောင်တိကျရလုပ်ပေးပါမဟုတ်ဆိုရင်မိတ်ဆွေကနော်ခရီးထွက်ရင်းနဲ့ပေါ့နော်အာမမျော်လင့်ထားပဲကိစ္စတစ်ခုကိုပေါ်ပြီးတော့နော်ခြေတော်အနာတရားဖြစ်သွားတယ်မမျော်လင့်ပဲတစ်ခုခုဖြစ်သွားတာတွေကျုံတို့ရတတ်ပါတယ်ဒါကြောင့်ပေါ့ခီးဝေးလုံးဝလုံးဝမသွားသေးတဲ့ဂါလာတစ်ခုဖြစ်ပါတယ် ရတရားလေးကိုကျွန်တော်ပြမယ်ဒီရတရားကိုလှုပ်လှန့်ခြင်းအားဖြင့်မိတ်ဆွေတို့ဒီ9လပိုင်းမှာကြုံတွေ့နေတဲ့အခက်အခဲအကျက်တွေပြေပြောက်ပြီးတော့ကောင်းသောနမိတ်ကောင်းသောသိက်ကောင်းသောငွေကြေးကောင်းသောဥစ္စာပစ္စည်းတွေပြည့်စုံမှာဖြစ်ပါတယ်ရတရားကိုကျွန်တော်တူတူကဲလက်လိုက်ကြည့်ကြမယ်ခင်ဗျာလောက်ရမယ့်ရတရားကရမ်းလွယ်ကူပါနဲ့ခင်ဗျာမိတ်ဆွေတို့ နံပါတ်၁တက်ချက်တပြေညို့ကို၂၀ရက်တဲ့ညို့တတိကိုရအောင်ရှာပါဒုတိယတက်ချက်နှင်းစီပန်း၁၀ဘွေဘာရောင်လည်းမမိနဲ့မှုရေးချိုက်တက်အောင်ရရတယ်နောက်တစ်ချက်က0တပကံလို့ပါတယ်အဲ့ဒါကိုဖျားကိုရီမှန်းပြီးတော့ကတ်လို့ရမှာဖြစ်ပါတယ်ကုလိုရေတရာပဲဖြစ်ပါတယ်ခင်ဗျာကတ်လို့ရမယ့်အချိန်လေးကိုကျွန်တော်ပြောပါမယ်မိတ်ဆွေကကံရန်ကောင်းချင်တယ်ဆိုရင်တော့ဘုဒ္ဓဟူးနေ့မနက်7:55မိနစ်မှာကတ်လို့ပါမိတ်ဆွေတို့ကံရန်ကောင်းနေတဲ့အချိန်ကာလဖြစ်ပါတယ်မိတ်ဆွေအဆင်မပြေဘူးဆိုရင်လည်းကိုယ့်ရဲ့နေ့မှာကတ်လို့ချင်တယ်ဆိုရင်လည်း ဒုတိယကံကောင်းတာကတနင်္လာနေ့9:45မိနစ်မှာကက်လူပါခင်ဗျာဒီရရောက်ကက်လူချင်းအားဖြင့်မိဆွေတို့ကြုံတွေ့ရတဲ့အခက်အခဲတွေအကျက်တွေတွေပြပြောက်သွားမှာဖြစ်ပါတယ်တတ်နိုင်လေဆိုရင်အပတ်တိုင်းကက်လူနိုင်ရင်ပိုကောင်းတယ်မတတ်နိုင်ဘူးဆိုရင်ဒီချိန်လောက်ဖြစ်အောင်ကက်လူလိုက်ပါခင်ဗျာကျွန်တော်နိုင်ငံသားမှနေတဲ့ကျွန်မနိုင်ငံသားမှနေဒါတွေကအဆင်မပြေဘူးမမေးနဲ့နော်မိမိအဆင်ပြေလို့မျိုးလို့နော်ကိုယ့်ရဲ့အိမ်မှာဘုရားကြောက်တော့မရှိဘူးဆိုရင်ခုံလေးပေါ်မှာတင်ပြီးတော့ဘုရားကိုရှင်မှန်းပြီးတော့လေ ကတ်လို့လို့ရပါတယ်မြေသားတွေပို့ပါ အများတွေပြေးဝေးပါရပါတယ်မိမိရဲ့စိတ်ကသာအရေးကြီးဆုံးဖြစ်ပါတယ်နော်ရှင်ထဲမှာဖျားရှိရင်ရသလိုဖျားအောင်ရှင်မ်းပြီးတော့ကတ်လို့လို့လည်းရပါတယ်ကဲအဲ့ဒါဆိုရင်ရေတရောင်ဖြစ်အောင်လုပ်ပြပါခင်ဗျာပြိုလေးအဆုံးမတက်ခင်မှာကျွန်တော်အခုကြီးတစ်ခုတောင်းချင်ပါတယ်ခုလိုမျိုးပဲအခက်အခဲတွေအကျက်တွေဖြစ်နေတဲ့သူတွေမြင်တွေ့သွားရအောင်ရှယ်ချင်းဝေမျှချင်းပဲကုလို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ကုလို့မျိုးပဲအခက်ခဲတွေအကြက်တွေဂျုံတွေ့နေသူတွေ မြင်တွေ့သွားမယ်ဆိုရင်ထပ်တူကုလို့ရရှိမှာဖြစ်ပါတယ်။ကဲနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်။